မိဘနှစ်ပါးစီကအမှုပညာအမွေတွေကိုလက်ခံရင်ပြည်သက်တွေရှိကိုချစ်စရာဗီဒီယိုလေးတစ်ပုံနဲ့ရောက်ရှိလာခဲ့တဲ့တရုတ်ဆောင်ပြည်တီဦးနဲ့အင်နွာကျော်စင်တို့ရဲ့တမီလေးပြည်သူဒရာမင်္ဂလာပါပြည်သက်ကြီးရင်အခုလက်ရှိမှာတော့နိုင်ငံကျော်တရုတ်ဆောင်တွေရဲ့သားသမီးတွေဟာအရွယ်တစ်ခုကိုရောက်ရှိလာကြပြီဆိုတာနဲ့ဆိုရှယ်မီဒီယာကနေတဆင်းအမှုပညာလမ်းကြောင်းပေါ်ရောက်ဖို့အတွက်အလွယ်ကူဆုံးဖြစ်နေကြတာဖြစ်ပါတယ်တခိတခါကပြည်သက်တွေအသေးဆွဲဖြစ်ခဲ့ကြတယ် နိုင်ငံကျော်တရုတ်ဆောင်ထထမို့ဦးရဲ့တမီလီစစ်လုံးဝတီထားဟာဆိုရင်လေအခုလက်ရှိမှာကြောင်ညာတွေကိုလက်ခံရိုက်ကူးနေရသလိုကြောင်ပြီးတာနဲ့ဇလန်းထွဲတွေကိုလက်ခံရိုက်ကူးဖို့အတွက်အဆင်သင့်ဖြစ်နေတာလည်းဖြစ်ပါတယ်။အခုတခါမှာဆိုရင်လေနိုင်ငံကျော်အမှုပညာရှင်ဆောင်တွေဖြစ်ကြတယ်။ပြည်တည်ဦးနဲ့အင်နွားကျော်စင်တို့ရဲ့တမီလီဖြစ်တဲ့ပြည်သူတွေကမီဒီယာတွေရှိကိုထွက်လာခြင်းမရှိပဲအေးအေးဆေးဆေးနေတတ်သူလေးဆိုပေမဲ့ အခုရက်ပိုင်းမှာတော့ပရိသတ်တွေသဘောကျနှစ်သက်လောက်တဲ့ဗီဒီယိုလေးတွေနဲ့ပရိသတ်တွေရှေ့ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ပြည်တည်ဦးနဲ့အင်ရာကျော်စင်တို့လိုဒိတ်ဒိတ်ကျဲအမှုပညာရှင်ဆောင်တွဲရဲ့အသားသမီးတွေဖြစ်တာကြောင့်ပြည်သူထွာနဲ့ပြည်တည်သားတို့နှစ်ယောက်ကိုတော့ပရိသတ်တွေကအစကတည်းကလက်ခံအားပေးချစ်ခင်ပြီးသားဖြစ်ပါတယ်။အနေအေးပြီးရှက်တက်ကြောက်တက်တဲ့ပြည်သူထွာလေးကပြီးခဲ့တဲ့ငလင်ပေးတုန်းကမိဘတွေနဲ့အတူပရိသတ်တွေရှေ့ကိုပထမဦးဆုံးထွက်ခဲ့ရတာဖြစ်ပြီးအရှက်ပူတတ်တဲ့သူမရဲ့ပုံစံလေးကြောင့် ိသက်တချို့ရဲ့ဝေဖန်ခြင်းကိုတောင်ခံခဲ့ရပါသေးတယ်။ဒါပေမဲ့နိုင်ငံကျော်မင်းသားမင်းသမီးတွေရဲ့တမိဖြစ်တာကတကြောင်။ငကိုကလေးကလည်းပိသက်တွေကလက်ခံပြီးသားဖြစ်တာကတကြောင်။အခုဆိုရင်တော့ပြည်သူ့ထွာလေးကပိသက်တွေနဲ့အနီးဆုံးကိုရောက်ရှိဖို့အတွက်စူးစမ်းနေပြီလဲဖြစ်ပါတယ်။ပြည်တူနဲ့အိမ်ွားကျော်စင်တို့ဇနီးမောင်နှံနှစ်ယောက်စလုံးကိုအားပေးခဲ့ကြသလိုပဲပိသက်ကြီးအနေနဲ့လည်းပြည်သူ့ထွာလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ရှုရင်းနဲ့ချစ်ခင်နှစ်သက်အားပေးကြပါအောင်ရှင်။